ေမိဘညီကိုမောင်မများနော်ကျွန်တော်ညမအေးသေးလို့ရှင်တော့ဒီ live မှာကျွန်တော်ပြောနည်းနည်းစကားပြောမှာပေါ့နော်โอเคအားလုံးအဲ့တော့မြန်မာနိုင်ငံမှာအခုကငလင်လဲကြုံတယ်ပေါ့နော်ငလင်လဲကြုံတယ်ငလင်ကြုံတဲ့အခါမှာငလင်ကလည်းအရန်ကိုဒါကျွန်တော်တို့ကြောက်ခမန်းလိလိဖြစ်သွားတာ ဒါကျွန်တော်တို့တိုင်းဒီပြည်ဒီကဘာတိပဲเนาะအဲမြန်မာနိုင်ငံကလေးဂျုံနေအဲမန္တလေးမြို့တွေလည်းထီးတယ်စကိုင်းလည်းထီးတယ်เนาะနေပြည်တော်လည်းထီးတယ်တောင်ကူဘက်တွေလည်းထီးတယ်တော်တော်များများငလင်ထီးရပါဘောเนาะအဲ့ဒီအချိန်မှာပြည်သူလူထုတွေနဲ့ပတ်သက်ပြီးတော့မှတော်တော်များများကငိုอยู่ကြတယ်ဒုက္ခတွေရောက်ကြတယ်ပူဆွေးတော့ကရောက်ကြတယ်ဘောเนาะ ဘာတွေလဲဆရာဆိုရင်ကျွန်တော်ဆရာမဟုတ်ပါဘူးတရက်တရက်ကျွန်တော်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဟာမြန်မာနိုင်ငံသားဖြစ်လာပြီဆိုလို့ရှိရင်လေကိုမြန်မာ ပြည်သူပြည်သားတယောက်ဖြစ်လာပြီဆိုလို့ရှိရင်တရက်တရက်ကိုမြန်မာနိုင်ငံမှာဘာတွေဖြစ်နေပြီလဲဆိုတော့သိအောင်ကြိုးစားပါเนาะသိအောင်ကြိုးစားမြန်မာနိုင်ငံသားဖြစ်ပြီးတော့မှမြန်မာပြည်တွင်းထဲမှာဘာတွေဖြစ်ပျက်နေတယ်လဲဘယ်လိုတွေဖြစ်ပျက်နေလဲဆိုတော့မသိတဲ့သူတွေအများကြီးရှိတယ်။နော်မသိတဲ့သူတွေအများကြီးရှိတယ်။ အဲ့တော့တရက်တည်းရဲ့အဲမြန်မာနိုင်ငံထဲမှာဘာတွေဖြစ်ဖြစ်နေသလဲဘယ်မြို့ဘယ်တိုင်းဘယ်ဒေသမှာဘာတွေဖြစ်ဖြစ်နေသလဲဆိုတဲ့အရာတရားကျူစားပါငိန်ချမ်းစကားမကြားရဘူးလားဟဲ့ဆိုပြီးတော့မှ ပြောတဲ့လူတယောက်ကအဲ့ငိန်ချမ်းစကားငိန်ချမ်းစကားဆိုတဲ့အခါမှာအကြမ်းဆက်ကောင်စီကိုတော်မီးပါ ဲ့ဒီစကောင်နော်အကြမ်းမဲ့စကောင်စီကိုသွားမင်းကျွန်တော်တို့လာမမီးနဲ့နော်ငိမ့်ချန်စကားအရင်ကြားကြတာငိမ့်ချန်စကားကြားကြတယ်ဆိုလို့ရှိရင်အကြမ်းမဲ့စကောင်စီကိုသွားမင်းနော်မြန်မာပြည်သူပြည်သားဖြစ်ပြီးတော့မှမြန်မာနိုင်ငံရဲ့အခြေအနေကိုရွေးတို့လူလူစောင်းတို့လူလူမြောင်းတို့လူလူကျွန်တော်ရဲ့ live တဲ့မှာလာမလာပြီးတော့မှမရေးနဲ့သဘောပေါက်တယ်နော်อืม သဘောပေါက်ဖို့အရေးကြီးတယ်အခုဒီ၅နှစ်အတွင်းမှာဖြစ်ပြသွားတဲ့ကိစ္စတွေကိုသိအောင်ကြိုးစားပါတိကျအောင်ကြိုးစားပါเนาะတိကျအောင်ကြိုးစားပါလို့ဒါကျွန်တော်အနေနဲ့ဟိုပြောပြချင်ပါတယ်အဲ့တော့ငလင်ဖြစ်သွားတဲ့အချိန်မှာတိမ်ပေါင်းတထောင်း ရပါပြီတို့သိမ်းပေါင်းတတောင်းလှူပါれတို့အလှရှင်တို့ဘာတို့ညာတို့အဲ့ဒီနမကြီးပရိဒသမားလေးကျွန်တော်မိကုန်းထုတ်ချင်ပါတယ်တိုက်ခိုက်တာမဟုတ်ပါဘူးเนาะမိကုန်းထုတ်ချင်ပါတယ်เนาะအခုခမားကြီးရဲ့နောက်ကျော်ကြီးဓာတ်နဲ့ထုတ်ခန့်ရတယ်မဟုတ်လားကဲမတ်ခိုင်ရင်းဝေးသိမ်းပေါင်းတတောင်းသိမ်းပေါင်း9000လှူတယ် ြည်သူလူထုတိုင်းနဲ့ပြည်နယ်14ခုလုံးပြည်သူလူထုကြီးကျူးတယ်ဂုံပြူတယ်ပြည်တွင်းပြည်ပမှာရှိနေတဲ့ပြည်သူလူထုလည်းကြီးကျူးတယ်ဂုံပြူတယ်ဒါပေမဲ့အခုဒီချိန်မှာမခိုင်နေဝင်လူသားသမားကြီးအရာတွေအားလုံးအားလုံးလည်းနောက်ကျောကနေဒါနဲ့ထူခံတယ်လို့ပဲခံစားရတယ်ဟုတ်လားမဟုတ်လားဟုတ်လားမဟုတ်လားဘသူထူတာလဲအကြမ်းမဲ့စစ်ကောင်စီပဲထူတာပဲနောက်ကျောကနေဒါနဲ့ထူတာတော့ပြူပြူတွေးလို့ကြိုက်တယ်တော့တူဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီကနောက်ကျောင်းကနေဓာတ်နဲ့ထိုးတာပဲနော်နောက်ပြန်မှຫນွယ်ဘူးအိမ်ကအခုအကျုံးစော်ကားရမဟုတ်ဘူးအခုလူကြိုက်တယ်လို့ဒါပေမဲ့အခုလူလူတည်းများအရာတွေအားလုံးအကြမ်းဖက်စစ်ကောင်စီနောက်ကျောင်းကနေဓာတ်နဲ့ထိုးတာပဲဘာဖြစ်လို့လဲဆိုတဲ့အခါမှာနော်ဘာဖြစ်လို့လဲဆိုတဲ့အခါမှာဒီလူတန်းချင်းနဲ့ပတ်သက်ပြီးတော့မှာ ပရိဒါနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုအားလုံးကတောက်လျှောက်ကိုကြီးနေတာဖြစ်ပါတယ်တောက်လျှောက်ကိုကြီးနေတယ်တောက်လျှောက်ကိုသုံးသပ်နေတယ်เนาะအဲ့ဒါကြောင့်ကျွန်တော်ဟာသလေးတင်ထားပါတယ်စိတ်မဆူကြီးဆိုတဲ့ဟာသလေးတခုကျွန်တော်တင်ထားတယ်ဆွမ်းနာကြရเนาะအဲ့တော့အချမ်းမဲ့စစ်ကောင်စီရလေးလူယုံမာလို့ပြောရင်မလွန်လုံးဘူး နှစ်တစ်ကူမှာအချမ်းမဆက်ကောင်စီကလူသားစားတယ်နှစ်တစ်ကူမှာဒီတချံနှစ်တစ်ကူမှာအချမ်းမဆက်ကောင်စီကလူသားစားတယ်အဲ့ဒါမြန်မာပြည်သူပြည်သားတွေလက်ခံသလားနော်မြန်မာပြည်သူပြည်သားတွေလက်ခံလားဒီတချံနှစ်တစ်ကူမှာအချမ်းမဆက်ကောင်စီမရောက်လာရလူသားစားတယ်အချမ်းမဆက်ကောင်စီစိုးဝင်းလူသားစားတယ်အဲ့ဒါဆိုအကိုတို့အမတို့လက်ခံမလား เนาะအခုဂျုံတူးဂျုံတူးเนาะဂျုံတူးရဲ့အဲ့ဘီနာမှာ ရှိနေတဲ့ဒီဒီဘုံကြီးเจ้าလို့ဘာလို့ဆိုတာအပြစ်กินတယ်လीเนาะအပြစ်กินတယ်အကြမ်းမဆက်កောင်းစီဘုံသွားเจဲချတယ်အဲ့နာမှာဗကြီးတဲ့တွေလည်းရှိတယ်ကလေးတွေလည်းရှိတယ်เนาะရွာသူရွာသားတွေလည်းရှိတယ်အများကြီးတေရွာ အများကြီးတည်သွားတယ်။နော်အဲ့ဒါဘယ်သူလောက်တာလဲအကြမ်းစစ်ကောင်စီမြောက်နိုင်မဲ့လောက်တာ။နော်အကြမ်းစစ်ကောင်စီမြောက်နိုင်မဲ့လောက်တာ။အကြမ်းစစ်ကောင်စီမင်းအောင်လိုက်တာ။လိုက်ရ။ငါးနှစ်ရှိပြီတမတော်သားများဘူမူးများဘူချုပ်များငါနဲ့ရှိပြီအကြမ်းမစစ်ကောင်စီကြောင့်တက်မတော်ကလည်း ညောင်းတဲ့ကိုရောက်ခဲ့ပြီးအကြမ်းတ်စစ်ကောင်စီတွေနဲ့ဒီအာဏာရှင်တွေကြောင့်တပ်မတော်သားတွေရဲ့ဘဝတွေလည်းပြတ်ခဲ့ပြီးပြီ။နော်ပြည်သူချင်းပတ်တွေဖြစ်ကုန်ပြီတိုင်းသားချင်းပတ်တွေဖြစ်ကုန်ပြီ။ဒီအရာကိုအပြောင်းလဲမလုပ်ဘူးဆိုလို့ရှိရင်ဒီတက်ပို့ဆိုးမယ်။အခုကျွန်တော်ကပထမ၅နှစ်အတွင်းမှာပြည်သူလူထုကတော်လန်တာ ဆက်ပြီးအာနာရှင်နဲ့ဒီခရိုနီတွေကိုဆက်ပြီးထောက်ခံမယ်ဆိုလို့ရှိရင်တော့တမတော်သားတွေခမရတို့ကိုယ်တိုင်ခမရတို့ယုံထွက်ရတော့မှာနော်ကျွန်တော်ပြောပြမယ်မြန်မာနိုင်ငံမှာခမရတို့ပြည်သူလူထုနဲ့တမတော်သားတွေကရန်ဖြစ်နေတဲ့အချိန်မြန်မာနိုင်ငံမှာတိုင်းသားတွေနဲ့တမတော်သားတွေကရန်ဖြစ်နေတဲ့အချိန်ကျွန်တော်တို့ကလေထိုင်းနိုင်ငံမှာရှိနေတဲ့ တက်မတော်သားတွေကိုကျွန်တော်အကုန်လေးလာပြီးသွားပြီပြည်သူနဲ့သူတို့ရံမဖြစ်ဘူးနော်ထိုင်းနိုင်ငံမှာလေမြန်မာပြည်သူပြည်သားအဆုံရှိတယ်ထိုင်းနိုင်ငံမှာလေမြန်မာနိုင်ငံမှာရှိနေတဲ့တိုင်းရင်းသားပေါင်းစုံရှိတယ်ရံမဖြစ်ဘူးရံမဖြစ်ဘူးနော်ဒါကျွန်တော်ပြောပြတာဖြစ်တဲ့အမှုတွေပါလေရှိလို့ရှိရင်လည်းသူတို့ထိန်းနိုင်တယ် ိုင်မဲ့မြန်မာနိုင်ငံမှာကြတော့တမရော်သားတွေဒီပြည်သူချင်းဘက်ဘဝရောက်တယ်။စုပ်ပြတ်တနေတာပဲ။ဘုံမှုတဲ့။စုပ်ပြတ်တနေတာပဲ။ဘူချုပ်တဲ့။နမေတော်မကြားခြင်းစုပ်ပြတ်တနေတာပဲ။ဒါမြန်မာနိုင်ငံမှာခုဖြစ်ပြတ်နေ။ဘာကြောင့်ဒီလိုမျိုးဖြစ်တာလဲသိလား။ခရူဒီနဲ့အာနာရှင်ကြီးကခင်ဗျားတို့ကိုကျူးဆွေးထားတယ် ိုးဆွဲတာအခုအကြမ်းမစစ်ကောင်စီမရောက်နိုင်ဘူး9နှစ်အတွင်းမှာထောက်ခံခဲ့တာခင်ဗျားတို့ဘာအကျိုးအာဏိသိမ်းရလဲဟမ်ဘာအကျိုးအာဏိသိမ်းရလဲဟမ်ဒီတိုက်လေရင်နေတုံးနေဒီပေါင်900ဘုံတွေကိုတုံးပြီးတော့မှာ လုံနေတဲ့အရာတွေအားလုံးအဲ့ဒါတတိမဟုတ်ဘူးအဲ့ဒါတတိမဟုတ်ဘူးအဲ့ဒါတတိမဟုတ်ဘူးเนาะတိုက်လီရင်ကိုတုံးတဲ့အရာတွေလीအဲ့ဒါတွေကတတိမဟုတ်ဘူးเนาะတိုက်လီရင်တုံးတဲ့ပေါင်ကားဘုံတွေသွားချတယ်ကင်းပြီးနေမှာသွားချတယ်ခင်ဗျားတို့စစ်ဖို့ကြုံတီတဲမှာတန်တမန်ကြီးရမှာကျွန်းကျင်တဲ့သူတွေမရှိတော့ဘူးလား ဒီမြမတက်မတော်ပါဆိုတော့နမေကြီးခံထားတဲ့ဒီအထဲထဲမှာတန်တမန်ကြီးရမှာ ကျွမ်းကျင်တဲ့လူတွေမရှိတော့ဘူးလားတက်မတော်သားအဲ့တက်မတော်ဘူချုပ်တီထဲမှာပြင်းပြင်းနေဟုတ်ဒဲမရှိနေတဲ့သူတွေနဲ့စကားပြောရတဲ့သူတွေမရှိတော့ဘူးလားတိုင်းသားတွေနဲ့စကားပြောရတဲ့သူတွေမရှိတော့ဘူးလားဟင် ပြည်သူလူထုနဲ့စကားပြောရတဲ့လူတွေမရှိတော့ဘူးလားမရှိတော့လို့ခင်ဗျားတို့ပေါင်ငန်းဘုံတွေတုတ်တုံနေတာပြီးအောက်ချီမှာချီနေတဲ့စစ်သားတွေကိုခင်ဗျားတို့အတုံးချတာပပဆဆပဲရရဆဆခင်ဗျားတို့အတုံးချမှတော့လူမဟုတ်ဘူးအကြမ်းမစစ်ကောင်စီလက်ထက်မှာပရိဒတ်လုတ်တဲ့လူတွေလည်းမြောင်းနဲ့ရောက်ပါပဲဘာဖြစ်လို့လဲ ပြည်သူချင်မဖြစ်မှာပဲရှိကပရိဒတ်လို့နောက်ကနေအကြမ်းဆက်ကောင်စီကနောက်ကျောက်ဒါနဲ့တို့ရှိကပရိဒတ်လို့အကြမ်းဆက်ကောင်စီကနောက်ကျောက်ဒါနဲ့တို့ဒါတွေပဲလာတာပဲအခုအုံနောက်တွေဖြက်စီးအတွေးခေါ်တွေဖြက်စီး တမလို့သားရည်ဆိုကိုဘာမှမတို့တက်လာတော့အခုကရင်ဘီနယ်နဲ့ပတ်သက်ပြီးတော့မှအကြမ်းဖက်စစ်ကောင်စီ तू မလာရဲပဲနဲ့အောက်ချက်တမလို့သားရည်ကိုထိုးကျွေးတိုက်လေရင်နေစွတ်တော့ကရင်ဘီနယ်တိုက်လေရင်တုံးစရာလိုလားမလိုဘူးကြားဘီနယ်တိုက်လေရင်တုံးစရာလိုလားမလိုဘူးချင်းဘီနယ်တိုက်လေရင်တုံးစရာလိုလား မလိုဘူးမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ပြဿနာတွေအားလုံးကတိုက်လျင်သုံးစရာကိုမလိုတာတိုက်လျင်သုံးနေဆိုတာကအရေးအချင်းရှိလို့သုံးတယ်ဉာဏ်ပညာမရှိလို့သုံးတာအဲ့ဒါအမှန်တရား เนาะအဲ့ဒါအမှန်တရားအသက်ကြီးပြောအချိန်လည်းမစည်းကြောက်ပတ်လို့ပဲစားလေးရှောက်လို့ကြာတိုင်းနဲ့ပြည်နဲ့၁၄ခုလုံးကိုငါတို့ပိုင်နေဆိုဆွတ်သွားလို့လို့မရဘူးအဲ့ဒါအမှန်တရားပါเนาะအဲ့တော့ ခုတော့တရုတ်ကတော့စားမှာပဲတရုတ်ကွန်မြူနီကခင်ဗျားတို့ဂျူးဆွဲထားတယ်မလားသူတို့အလိုကြခင်ဗျားတို့လုပ်နေရပြီတရုတ်ကွန်မြူနီကခင်ဗျားတို့ဂျူးဆွဲထားတယ်အမှန်တရားကိုအမှန်တရားတိုင်းမမြင်ပြည်သူလူထုကိုပြည်သူလူထုမမသိတဲ့သူတွေခင်ဗျားတို့ဒီထက်အကက်ခဲအကြက်တဲ့ဒုက္ခတွေလာအောင် ီသူလူလူကောင်းပေါ်ပုံချအစစအရာအကုန်လုံးပုံချအောက်တန်းသားတွေပင်တိုင်းသားတွေစီကိုအပြစ်တွေပုံတယ်တိုင်းသားတွေရှိကိုလိုက်အပြစ်ပုံမြေပြန့်ဒီသားစီကိုအပြစ်တွေပုံရတန်ရပါလို့เนาะ ဒါကျွန်တော်ပြောပြချင်ပါတယ်။ဟုတ်တယ်လောက်ပါပဲ။ တော့ဂျေဇုတင်ပါတယ်အဲ့တော့ပရိဒသမားတွေအခုဝေဖန်ခါရတာအမြင့်ဆုံးသောအချိန်ကိုရောက်နေတော့တကယ်လဲဝေဖန်ကြမှာပဲသူခွဲထားတာကိုမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအချင်းချင်းသူခွဲပြီးတော့အချမ်းမစစ်ကောင်စီအုပ်ချုပ်ထားတာတကယ်ဆိုလို့ရှိရင်ပရိဒတ်သမားတွေကြင်ပြင်းနေလဲသူတို့လာနေရမယ်ပျော်ပါနေရเนาะ အခုဖြူဖြူတွေးဆိုကရင်အင်ကြီးသူဝတ်တာခဏခဏအပဲဒါပေမဲ့အခုကရင်ပြည်နယ်မှာအခုဒုက္ခရောက်နေတဲ့နေရာသူမလာရဲဘူးဖြူဖြူတွေးဆိုလို့ရှိရင်ကရင်အင်ကြီးဝတ်တယ်ကရင်အင်ကြီးဝတ်တဲ့အခါကျတော့သူ့လောက်ကရင်အင်ကြီးဝတ်တာသူပဲဒါပေမဲ့သူတို့တွေဒီကရင်ပြည်နယ်လာလာမလာလို့မရဘူးဘယ်လာလို့ရမလဲနောက်ကွယ်မှာဘသူတွေရှိတယ်လဲနော်အများကြီးအများကြီးအများကြီးရှိတယ် အဲ့ဒါကြီးပြောပြချင်ပါတယ်အဲ့တော့ဒီလောက်ပါပဲကျေးဇူးတင်တယ်နော်